အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကုမ္ပဏီတွေရဲ့ annual report မထွက်ခင်အချိန်ကာလမှာဖြစ်ပေါ်လေ့ရှိတဲ့ဈေးကွက်အတွက်ကြကြမ်းမှုဒါမှမဟုတ် volatility ကိုအခွင့်အကောင်းယူပြီးတော့ option trader တွေအနေနဲ့ဘယ်လိုအမျက်ဆုံးရှာဖွေလို့ရနိုင်တယ်လဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ strategy ရဲ့အဓိက key ကတော့ implied volatility လို့ခေါ်တဲ့ IV မြင့်တက်လာမှုကိုနားလည်ပြီးတော့ VIGA လို့ခေါ်တဲ့ option တန်ဖိုးတွက်ချက်မှုဆိုင်ရာကိန်းဂဏန်းတွေကိုကြွမ်းကျင်စွာအသုံးချတတ်ဖို့ပဲဖြစ်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်ကြအောင် ပထမဆုံးအနေနဲ့ကျွန်တော်တို့နားလည်ထားရမယ့်အခြေခံသဘောတရားနှစ်ခုရှိပါတယ်။အဲ့ဒါကတော့ implied volatility IV နဲ့ VIGA တို့ပဲဖြစ်ပါတယ်။ပထမတစ်ခုဖြစ်တဲ့ implied volatility IV ဆိုတာကတော့ဈေးကွက်ကခံမှန်းထားတဲ့ stock စင်းတို့အတက်ကျပမာဏကိုဆိုလိုခြင်းဖြစ်ပါတယ်။အထူးသဖြင့် earnings report မထွက်ခင်အချိန်တွေမှာဆိုလို့ရှိရင် investor တွေကြားထဲမှာဆိုလို့ရှိရင် uncertainty များတဲ့အတွက်ကြောင့်မလို့ IV ကထိုးတက်လေးရှိပါတယ်။ ဒုတိယတစ်ခုကတော့ Vega ပါ Vega ဆိုတာကတော့ IV ပြောင်းလဲသွားတဲ့အခါမှာ option ဈေးနှုန်းကဘလောက်ပြောင်းလဲတယ်လဲဆိုတာကိုတိုင်တာပြခြင်းဖြစ်ပါတယ်အရှင်းဆုံးပြောပြရရင်တော့ IV တက်လာရင် option ဈေးနှုန်းတွေကလည်း light တက်တာရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ option traders တွေအနေနဲ့အနေမတိုင်ခင်မှာဆိုလို့ရှိရင် IV တက်လာမယ့်အချိန်ကိုစောင့်ပြီးတော့ long figure strategy တွေကိုအသုံးပြုကြတာပဲဖြစ်ပါတယ်ဒါဆိုရင်အနေမတိုင်ခင်ရက်တွေမှာဘာကြောင့် IV က တိတိတတတက်လာရတာလေအဓိကအကြောင်းရင်း၃ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ heightening uncertainty ပေါ့နော်ဒါမသေးချာမှုတွေမြင်မာလာတဲ့အချိန်ဖြစ်ပါတယ် ending report ကကောင်းမလားဆိုးမလားဆိုတာကိုဘယ်သူမှတက်အပ်မပြောနိုင်ပါဘူးဒီလိုမသေးချာတဲ့အခြေအနေမှာဆိုလို့ရှိရင်ဈေးကွက်ကအတက်ကျကြီးမားနိုင်တယ်လို့ယူဆအတွက်ကြောင့်မလို့ဒါ risk ကလည်းမြင့်တက်လာပြီးတော့ IV လည်းလိုက်ပြီးတော့တက်လာတာပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ hedging demand ဖြစ်ပါတယ် institution တွေနဲ့ဒီရင်းနှီးမြှုပ်နှံတဲ့သူတွေကသူတို့ပိုင်ဆိုင်ထားတဲ့ stock တွေကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင် option တွေကိုဝယ်ယူကြပါတယ်။ဒီလိုဝယ်လို့အား demand များလာတဲ့အတွက်ကြောင့်မလို့ premium ဈေးတွေကလည်းတက်လာပါတယ်။တတိယတစ်ခုကတော့ speculative trading လို့ခေါ်ပါတယ်။တစ်ဖက်မှာလည်းအတက်ကျကိုခံမှန်းပြီးအမြတ်ထုတ်ရှင်တဲ့ဒီ trader တွေက option တွေကိုဝင်ကစားကြတဲ့အခါမှာဝယ်လို့အားပုံများလာပြီးတော့ IB ကပို့ပြီးတော့တွန်းတင်ပေးလိုက်တဲ့သဘောတရားဖြစ်သွားပါတယ်။ ုတ်ပြီဒီသဘောတရားကိုနားလည်ပြီဆိုလို့ရှိရင်တော့လက်တွေ့မှာအခွင့်အလမ်းတွေကိုဘယ်လိုရှာဖွေမလဲအရေးကြီးဆုံးကတော့ planning ပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ earning calendar ဥပမာပေါ့နော်ဒီ momo earning calendar ကိုအသုံးပြုဖို့လိုအပ်ပါလေဒီ calendar ကနေပြီးတော့ဘယ် company ကဘယ်နေ့မှာ earnings တွေထုတ်ပြန်မလဲဆိုတာကိုကိုကကြည့်ရှုနိုင်ပါတယ်ဒီ slide မှာပြထားတာကတော့ကျွန်တော် Google နေပြီးတော့ ကူကူယူထားခြင်းဖြစ်ပါတယ်။ကိုယ့်ရဲ့ trading platform မှာရှိတယ်ဒီ Momo မှာဆိုလို့ရှိရင်တော့ဒီ US category သွားပြရလို့ရှိရင် score download လိုက်တယ်ဆိုလို့ရှိရင်အောက်မှာ earning calendar ဆိုတာရှိပါတယ်။အဲ့ဒီ calendar တွေကိုလည်းသွားပြီးကြည့်ရှုနိုင်ပါတယ်။ option trader တွေအနေနဲ့ကိုယ်စိတ်ဝင်စားတဲ့ရက်စွဲတွေကိုမှတ်ထားပြီးတော့ liquidity ကောင်းတဲ့ stock တွေဒါမှမဟုတ်လည်းအတက်ကျကျန်းလေးရှိတဲ့ဒီ blue chip stock တွေကိုရွေးချယ်စောင့်ကြည့်နိုင်ပါတယ်။ historical IV pattern လေးတွေကိုလေ့လာကြည့်ကြအောင်။ stock တစ်ခုကိုရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့ဒီ stock ရဲ့ history history ကို ပြန်ပြီးတော့လေ့လာရပါမယ်အထူးသဖြင့်ဆိုလို့ရှိရင်တော့ဒီ IV pattern ကိုကြည့်ရမှာပေါ့နော်ကျွန်တော်တို့လိုချင်တာကတော့ IV အင်းအင်း support မတိုင်ခင်မှာ9ရက်လောက်လိုမှာပေါ့နော် IV တဖြည်းဖြည်းတက်လာလေးရှိတဲ့ stock မျိုးပဲဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ပြီးခဲ့တဲ့ quarter တွေတုန်းကအင်းနင်းနီးလာရင် IV ကတက်လာခဲ့သလားဆိုတာကိုစကောစစ်ဆေးရမှာဖြစ်ပါတယ်တကယ်လို့ IV တစ်ခုက ပေါ့နော်တခါတတိကြလို့ရှိရင် IV ကတက်နေတက်ပြီးတော့တခါတတိကြလို့ရှိရင်လည်း IV ကမတက်တဲ့အခြေအနေတွေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါ50-50ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ D stock က long figure strategy သုံးဖို့အတွက်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့စိတ်ချမရပါဘူးကျွန်တော်တို့ကပုံမှန်တသမတ်ထဲ IV တက်လိရှိတဲ့ဒီ pattern ကိုပဲရှာဖွေရမှာပဲဖြစ်ပါတယ်ဒါမှလည်းကျွန်တော်တို့က long figure strategy ကိုသုံးလို့ရမှာဖြစ်ပါတယ် IV အပြင်ပေါ့နော် နောက်ထပ်ကြည့်ရှုလို့ရမယ့် data ကတော့ ဒီ price movement ပါ historical data တွေကို သုံးပြီးတော့ဒီ stock ကအဲ any မတိုင်ခင်ရက်တွေမှာဈေးနှုန်းဘယ်လောက်ထိဒီရွေးရှားနိုင်တယ်လဲဆိုတာကိုဆန်းစစ်ရပါမယ်အခုဒီဈေးမှာဆိုလို့ရှိရင်ပြထားတဲ့အတိုင်းပဲပေါ့เนาะဒီ ABS average model လို့ခေါ်တဲ့ပြ мян ဒီရွေးရှားမှုပမာဏပေါ့เนาะမြန်မာလိုပြောမယ်ဆိုရင်ဒီပြ мян ရွေးရှားမှုပမာဏကိုအရင်ကြည့်ရမယ်တကယ်လို့ stock ကပြ мян အားဖြင့်ရွေးရှားမှုနည်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ အဝယ်မဲ့ option ဘူးကလည်းကာမိဖို့ခက်ခဲသွားပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ IV မြင့်လာတော့မှ option ရဲ့ဈေးကအတက်ကျများပြီးတော့မှဒီဒီ option ဘိုးတွေကိုကာမိခြင်းနေပေါ့နော်။ဒါမျိုးလေးဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်အတိတ်ကာလမှာတော့ဆိုလို့ရှိရင်တိတာထင်ရှားတဲ့ price movement ရှိခဲ့တဲ့ stock တွေကိုရွေးချယ်တာက ကိုယ့်အတွက်အမြတ်ရဖို့အခွင့်လန်းများစေပါတယ်။ဒါကြောင့်မလို့ဒီ option traders တွေတချို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင်တော့ဒါ wave rider လို့ခေါ်ပါတယ်။ဒီလှိုင်းကိုစီးပြီးတော့ဗောနော်အတက်ကြအနေမြင်မှာဒီဈေးကိုကစားပြီးတော့ဒီအမြတ်ကိုရှာတဲ့သဘောဖြစ်ပါတယ်။ကဲဟုတ်ပြီအဲ့ဒါဆိုရင်အခု strategy အပိုင်းကိုတစ်ချက်ကြည့်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ဈေးကွက်ကဘယ်ဘက်ကိုသွားမလဲဆိုတာကိုကိုကမသိနိုင်ပေမဲ့လေဒီအတက်ကြပေါ့နော်ဒါ အတက်ကျကျမ်းမယ်လို့တရားပေါက်ပြောနိုင်ပါတယ်ဒီလိုမျိုးယူဆတဲ့အခါမှာဆိုလို့ရှိရင်သုံးနိုင်တဲ့ဒီ strategy ကတော့ non directional strategy ဖြစ်ပါတယ်ဒီ strategy အကြောင်းနည်းနည်း share လုပ်ပေးခြင်းပါတယ်ဒီမှာလူသုံးများတာကတော့ long strategy နဲ့ long strength တို့ပဲဖြစ်ပါတယ်ပထမတစ်ခုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ long strategy ဖြစ်ပါတယ်အဲဒီအားလေးဖြစ်ပါတယ် long strategy ဆိုတာကတော့ strike price တူညီတဲ့ဒီ call option နဲ့ put option နှစ်ခုစလုံးကိုဝယ်ယူထားတဲ့သဘောဖြစ်ပါတယ် စတော့စေးကဒီအပေါ်ကိုပဲထောင်ပဲတက်တက်ပေါ့နော်ဒီအောက်ကိုပဲသွားသွားသွားပေါ့เนาะဒါကိုကအမြတ်ရနိုင်ပါတယ်ဒုတိယတစ်ခုကတော့ long long strangle ဖြစ်ပါတယ် long strangle ဆိုတာကတော့ဒီ strike price မတူညီတဲ့ call option နဲ့ put option ကိုဝယ်ထားတာဖြစ်ပြီးတော့ကို့အတွက်ဒီ cost တက်တာမဲ့ပေါ့เนาะအမြတ်ရဖို့အတွက်ဆိုလို့ရှိရင်ဈေးကွက်မှာရွေးရှားဖို့ကပို့ပြီးတော့အရေးကြီးပါတယ်ဒီနီလန်းတွေရည်ရွယ်ချက်ကတော့ပေါ့เนาะပြောရလို့ရှိရင်တော့ဒီ IV တက်လာတာကိုကိုကဟိုအပြေဝပေါ့เนาะအခွင့်ကောင်း ဒီယူဖို့အတွက်ပဲဖြစ်ပါတယ်ဒီ IV အတက်ကြမှာကိုကဒီဈေးကိုကစားသွားတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ direction နဲ့ strategy ဖြစ်ပါတယ်ဒုတိယဒီ direction နဲ့ strategy ကတော့မြန်မာလိုဆိုရင်တော့ဒါဥတီချက်ရှိတဲ့ view ဟာပေါ့နော်ကိုကဟိုတသက်မှတ်ထဲဥပဲကိုကတွေးရတယ်ဥပမာဆိုလို့ရှိရင်ဒါဒါ trade traders အနေနဲ့ဆိုလို့ရှိရင်ဒါဈေးကွက်လာရကိုကခံမှန်းရတယ် bias ဖြစ်တယ်လို့ ကိုကပြောလို့ရတယ်ဗောနော်ဥပမာဆိုလို့ရှင်ဒီ Nvidia stock ကိုကိုကအတက်ဖက်ကိုမှန်းထားတယ်ဗောနော်ဒီသဘောဖြစ်ပါတယ်တကယ်လို့ကိုကဈေးတက်မယ်လို့ယူဆထားလို့ရှင် long call option လို့မျိုးကိုဝယ်နိုင်ပါတယ်ဒါကဈေးတက်လို့ရှင်အမြတ်ရသလိုပဲ IV တက်လာလို့ရှင်လည်းကိုကအမြတ်ရပါတယ် ီဈေးတက်လာတယ် underlying stock price ကဈေးတက်လာတယ်ဆိုလို့ရှိရင် long call option ဝယ်ထားတဲ့သူအတွက်က option ကဈေးကြီးသွားတာဖြစ်တဲ့ကြောင့်မလို့ quality option ကိုရောင်းပြီးတော့အမြတ်ရယူနိုင်ပါတယ်တကယ်လို့ကိုကဈေးကျမယ်လို့ယူဆတယ်ဆိုရင်တော့ long put ကိုတုံးနိုင်ပါတယ်အခုဒီ video တင်ဆက်တဲ့အချိန်ဆိုလို့ရှိရင်တော့ဒါ2025ရဲ့ဒါ week number အဲ trading week number 50ပေါ့နော် နောက်တရက်နှစ်ရက်ဆိုလို့ရှိရင်တော့ဒါ oracle ရဲ့ဒီ annual report ထွက်လာလိမ့်မယ်ဒါပေမဲ့အခုဖြစ်နေတာကတော့ oracle ကတော့ဒီ debt တွေ ratio တွေမြင့်နေတယ်လို့ ဒီ market ထဲမှာဖြစ်နေတဲ့အတွက်ကြောင့်မို့ Oracle stock တွေကနည်းနည်းလေးကျနေတဲ့သဘောဖြစ်ပါတယ်အဲ့လိုမျိုးအဲ့ဒီလိုပို့မကောင်းဘူးလို့ကိုယ်ကမှန်းတယ်ဆိုလို့ရှိရင်တော့ long put option ကိုဝယ်ထားလို့ရရပါတော့เนาะဒါပေမဲ့ဒီ long put option ဝယ်တဲ့အချိန်မှာတတိပြရမယ့် risk ကတော့ကိုထင်းတယ်လို့မျိုးဈေးကဒီဆက်မကျသွားဘူးရွေးမသွားဘူးဆိုလို့ရှိရင်တော့ volatility တက်လာရင်တောင်မှအရှုံးပေါ်နိုင်တာကိုတတိပြထားရပါမယ်နောက်တစ်ခုကတော့ IV crash လို့ခေါ်တဲ့ risk တမျိုးပဲဖြစ်ပါတယ်။အဲဒါကတော့တော်တော်လေး hot ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီ risk ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အဲ IV crash ကိုအရင်ကြည့်ရမှာပေါ့နော်။ IV crash ကဘာလဲဆိုလို့ရှိရင်တော့ any report ပေါ့เนาะဒီထွက်လာပြပြချင်းမှာပဲဈေးကွက်ရဲ့ဒီ uncertainty တွေဒီလိုမျိုးမကြီးရမသေးကြတွေဖြစ်တဲ့အချိန်ကြလို့ရှိရင်ဒီ IV crash တွေဖြစ်တတ်ပါတယ်အဲ့ဒီအချိန်ကြလို့ရှိရင်ဒီလိုအရင်မြင်နေတဲ့ IV တွေကချက်ချင်းပဲထိုးကျသွားလက်အဲ ဒီခါမျိုးတွေလည်းရှိရပါတော့เนาะဒါကို IV crash လို့ခေါ်ပါတယ် IV ကျသွားလဲဆိုလို့ရှိရင် option ဈေးတွေကလည်းထိုးကျသွားခြင်းဖြစ်ပါတယ်ဒါကြောင့် long figure strategy ကိုသုံးတဲ့ option traders တွေအများစုကပေါ့ဒီ earnings မတိုင်ခင်မှာရပ်ပိုင်းလို့မှာဆိုလို့ရှိရင် option ကိုဝယ်ပြီးတော့တကယ် earning report မထွက်ခင်ပေါ့เนาะဒီကြီးညာချက်မထုတ်ပြန်ခင် လေးမှာပဲပြန်ရောင်းပြီးတော့ပေါ့เนาะအမျက်ယူလေးရှိကြပါတယ်ဒါမှသာ IV crash ရဲ့ဒီ down ပေါ့เนาะရှောင်ရှားနိုင်တဲ့သဘောလေးဖြစ်ပါတယ် ီနေ့ဆွေးနွေးသွားတဲ့ဗီဒီယိုအကြောင်းကတော့ဒါမိတ်ဆွေတို့ရဲ့ဒီ option trading အဲမာဆိုလို့ရှိရင်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ယင်းနည်းမျိုးနံမှုဆိုင်ရာလေးဘန်နာရေးအကြောင်းအရာလေးနောက်ပြီးတော့ stock sequence နဲ့ဆိုင်ရာအရေးကြီးတဲ့သတင်းအချက်လက်တွေကိုစက်ပြီးလေးလာသိရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Chain Explain Facebook page, YouTube နဲ့ TikTok တို့ကို follow လုပ်ထားလို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။